ောကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကအကူအညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တမ်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆိုကောင်းပြည်သူများအားလုံးပဲမင်္ဂလာပါမနေ့ကအစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်လီဗာပူး PSG ပွဲပြီး30ချက်ပိုးကျွန်တော်စီတူနဲ့အတူဆန်နန်ဝင်းချင်းချင်းက30ဆွေမျိုးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအခုမင်္ဂလာပါဗျမင်္ဂလာပါအနေနဲ့ဟုတ်ကဲ့မနေ့ကတော်တော်လေးကောင်းတဲ့ပွဲစဉ်ကိုကျွန်တော်ခံစားခဲ့ရတယ် PSG ကတော့နောက်တစ်ဆင့်ထပ်ရတဲ့နာမည်တက်သွားခဲ့တယ်ဒီပွဲမှာအခုဟိုပထမဆုံးဘယ်အကြောင်းချက်ပိုးအရင်စပြီးတော့ဟိုဆွေးနွေးကြတယ်ပေါ့အပမာဘုဆွေးနွေးကြတော့ Paris Saint-Germain ရဲ့ဟိုကစားပုံပေါ့နော်ကစားပုံရိုးရိုးရှင်းရှင်းလေးပဲပြောရအောင် ပရက်ဆန်ဂျာမင်ကစားတော့အရင်ကောင်းတယ်သူတို့ရဲ့တူဦးချင်းဆွမ်းဆောင်ရေးသူတို့ရဲ့အတင်းလာ collective works အပြင်ကိုစိတ်ပိုင်းဆိုင်ရာပြီးတော့အတူချင်းဆွမ်းဆောင်ရေးဆိုတဲ့နေရာမှာလေဒီပထမအကြောလောက်ကပထမအကြောကဒုံကလောက်တော့မလုံနိုင်ဘူးလေဟုတ်ပါဘူးဒါပေမဲ့လုတ်ခွင့်တာတဲ့အချိန်တိုင်းမှာတော်တော်တော်ချီရပြင်းပြင်းထန်ထန်လုံးလုံးနိုင်တယ်ပြီးတော့ person ဂျာမင်ရဲ့ face ကအခုတော်တော်လေးအံ့ဩစီတယ်ဟောဒမ်ဘလီအကြောင်းလေးပြောချင်တယ်ဗောနော်ဒမ်ဘလီဘာစီလိုနာမှာ ပုတ်သွားပြီလို့ပြောလို့ရတယ်ဒီအရာတစ်ခုဟာအခုဒါမထင်မှတ်ပဲနဲ့ဒမ်မလီဟာဥရောပမှာဒါလက်ရှိအချိန်မှာတော့အမွေးပြန်ဆုံးသတင်းတစ်ခုဖြစ်လာတယ်ဒမ်မလီရဲ့အသင်းဖို့ဦးဆောင်ပုံနေရာဆုံးမှာရွေလျားပြီးလှုပ်ရှားဖို့ပြီးတော့တကယ်ဆိုဒဇရီဒိုယီတို့ပြီးတော့ဟိုခရော့စကယ်လီယာဆိုတဲ့ဒီနှစ်မှာရောက်တာဟုတ်ကဲ့ဘာကိုလာလို့ဆိုတဲ့ရင်းချက်မှုအတိုင်းလာလို့ဒီဒီလူငယ်လေးတွေကိုသူဦးဆောင်ပြီးတော့ကစားနေတဲ့ပုံစံပြီးတော့နေရာဆုံးမှာဒီရွေလျားစီစဉ်တဲ့ပုံစံ တော့ဒါတွေအကုန်လုံးဒါချီးကျူးကြတယ်နောက်နောက်ကမှာတော့ Louis Enrique Louis Campos ဒါသူတို့ရဲ့ project တွေဟာဟိုတိတိသားသားကိုအောင်မြင်လာတာကိုတွေ့ရတယ်။အော်တော့ Paris Saint-Germain ကိုအခုကကြည့်တဲ့အခါကျတော့တိုက်ဆက်က big name players တွေကိုအကွင့်လေကစားသမားတွေကကြောက်ကြောက်လန့်လန့်နဲ့ကစားနေတဲ့ပုံစံမျိုး။အခုကတော့ကွင့်လေရဲ့ဒီ tripod ပေါ့နော်ဒီသုံးယောက်ရဲ့တောက်တိုင်ကတော်တော်လေးခိုင်မာတော့တွေ့ရတယ်။အခုကဟို geometry မှာဆိုရှိရကွာ။ဟိုအခုဘယ် shape မဆိုထက် ဒီ trigger ဟာအခိုင်အမာဆုံးပဲဆိုအဲ့ဒီခိုင်မာတဲ့ trigger Jonevas Vitinha ဆိုတော့ဒီကစားသမားတွေပေါ့ Fabian Ruiz ဒီကစားသမား၃ယောက်ရဲ့ကြားထဲကဒီနားလည်မှုပြီးတော့ဒီ positional interchanging တွေပြီးတော့ဒီကစားသမားတွေရဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့အကုန်လုံးကအမှန်တိုင်းပြောရင်ဟိုရုပ်ပိုင်းဆိုင်ရာမှာမပြည့်စုံကြဘူးเนาะဒီ athleticism အရာဆိုအားနေကြရင်မဲ့တကယ်တမ်းကျတော့အဲ့အားနေချက်ကိုမမြင်အောင်ကစားနိုင်တဲ့ energy power ဆိုတော့ဒီအရာတွေကတော့ပထမဆုံးပြောကြတယ် ဟုတ်ကဲ့ဟိုဒီ Liverpool ကတော့ဒီဘက်မှာဟိုအခွင့်အရေးတွေဖန်တီးနိုင်ခဲ့ဒါပေမဲ့ဟိုကျွန်တော်တို့ပုံမှန် Liverpool လောက်ဒီတိကျတိကျချင်းမရှိခဲ့ဘူးပြီးတော့ဒီဘယ်အပိုင်းတွေမှာဒီအားနေတယ်လို့ဟိုမြင်ခဲ့တယ်ပေါ့ Liverpool ကဟိုအရင်ဆုံးပြောရမှာဒီ Paris Saint-Germain ရဲ့ pace မျိုးပေါ့သူ Premier League မှာပေါ့နော်သူတို့မရင်ဆိုင်ဘူးပဲပြောရမှာဟုတ်ကဲ့အ Premier League ဟာပုံမှန်အားဖြင့်အခုတော့ဒီ physical နဲ့ pace ကိုအားပြုပြီးတော့ကစားတဲ့ league တိုင်းမျိုးဥရောပထိပ်တန်း league ဒီမှာကိုယ်ပိုင်ဝိသေသား ရှိတယ်ဆိုပရီးမီယာလိကအဲ့ဘက်ကိုသွားတယ်။ပါရစ်စင်ဂျာမိန်းလိုပါတော့ကြာတော့ဘူးလူမြင်မင်းရှိမှမရှိဘူး။ဟုတ်ပြီးတော့ဒီပြင်သစ်လီဂူရဲ့အစင်တန်းကလည်းတကယ်နှိမ့်နေ။ဒါပေမဲ့ပါရစ်စင်ဂျာမိန်းကစားတာဘာကိုလာတို့ပြီးတော့ဒီ cross clear ကတော့ pace ကိုအားပြုကစားရဲဆိုတော့မဟုတ်ဘူး။ Brighton ကမီထိုမာတို့တိုက်မျိုးပေါ့။ cross clear ကတော့ပိုကောင်းတယ်။ပိုကောင်းပြီးတော့ပိုညံ့ညောတယ်။ပြီးတော့ဒီဘောလုံးကိုကြည့်နေစရာမလိုပဲနဲ့ဒီအချင်းချင်းတစ်ခုလုံးကိုကြည့်နေပြီးကစားလို့ရတော့အောင်အောက်သူ့ခြေထောက်နဲ့ ဘောလုံးနဲ့ဟာဒီ memory အတွဲလိုက်ဖြစ်နေရဲ့ဘောလုံးနဲ့သူဆောင်နေရဆိုတော့အဲ့ဒါအဲ့ဒါရန်အောင်ဟိုကောင်းတယ်ပြီးတော့နောက်တစ်ယောက်ကတော့တမ်ဘဲလေးပေါ့ဆိုတော့ liverpool ကအားနေတယ်ဆိုတဲ့နေမှာအခုဒီ arne slot ထားလိုက်တဲ့ new view ဟာပေါ့နော် new ဆိုတော့ဟို tactical strategy ဒီအပိုင်းဒီမှာအခုတော့အမှားမတွေ့ဘူးဒါကြတော့အခုတော့ဘောလုံးမှာစုံရိုးရှိတယ်ဒီ strategy မပါတဲ့ tactic ဆိုတာကလုံဆောင်ချက်တွေကိုနှိပ်ကွေးနေတယ် tactics မပါတဲ့ strategy ဆိုတာကဘာတစ်ခုမှတော့ဖြစ်လာစေမှာမဟုတ်ဘူး ဆိုတော့အဲ့ tactics နဲ့ strategy ကိုဟိုချပြနိုင်တယ်ဆိုရင်ဒီအသင်းတစ်သင်းအသင်းကောင်းပေါ့ဆိုတော့ Liverpool က tactics အပိုင်းရော strategy ပိုင်းရောပြီးတော့သုံးသင်းတဲ့ကစားသမားတွေလည်းအကုန်ပါတယ်ဟုတ်ကို့ညင်းညွန့်ညင်းလည်းမရှိဘူးဆိုတော့သူ့ကိုကို့နယ်ဆိုရင်အခုဒီစိတ်နဲ့ပွဲတော့ကလောကတာပဲပို့ပြီးတော့အဓိကကစားသမားတွေထုတ်လိုက်တာအခုတော့ပဲပြောစရာရှိပြီဒါပေမဲ့ဟိုထားပါတော့ဒါအချိန်ပိုရောက်သွားတဲ့အချိန်မှာတော့နည်းနည်းတည်တာသွားဒီအချက်ကလေအော်အဲ့ဒီအမားလေးသေးသေးလေးကလွဲ့သူလည်းလှုပ်တဲ့လှုပ်ထက်တာအကုန်လှုပ်တာပဲဒါပေမဲ့အရေးကြီးတဲ့ရှူရောင်တစ်ခုက PSG ရဲ့ pace ကိုဒီ Liverpool live မြင်ဖို့တော့ခက်တယ်။အဲအဲ့အပိုင်းမှာတော့ Liverpool ဟာတအိုးချင်းအမားရလို့မဟုတ်ဒီပြအမားရလို့မဟုတ်ပဲနဲ့ဒီ game ရဲ့ design ကိုက Liverpool ကိုနည်းနည်းလေး weak ဖြစ်သွားစေလို့ပြောရမှာ။ဟုတ်ကဲ့ကိုဒါအခွင့်ကိုစောစောစီရခဲ့တာလဲ PSG အတွက်တော်တော်လေးကိုအရေးပါတယ်ဗောနော်။အဲ့ဒီ goal မှာဆိုကျွန်တော်တို့တော်တော်လေးကိုဟိုလှပတဲ့ transition တစ်ခုပေါ့ဒါ Nuno Mendes team goal ဗောနော်။ Nuno Mendes ကလည်းစပြီးတော့ကျွန်တော်ဟိုလူကိုသတိထားပြီးရေးကြည့်လိုက်တော့ Nuno Mendes ဘောလုံးကိုင်လာတဲ့အချိန်မှာအဲ့ဘောလုံးရဲ့အနောက်မှာဒီဘာဘူးစားသမား၈ယောက်ရှိ၈ယောက်ရှိတယ်၈ယောက်လောက်ရှိအောင်သူကြော်သွားတယ်ဆိုတော့ကိုအဲ့ကိုရဲ့အရေးပါပေါ့ပြီးတော့အဲ့ကိုမှဒီရက်ကြီးပြသွားတယ်သူတို့ရဲ့အဆင့်အတန်းကိုလည်းကိုသုံးသပ်ပြပါအောင်အဲဘာလို့စင်ညာမင်းပွဲတွေကအခုတော့ကဟိုလီဂူပွဲတွေမှာပွဲကြီးတွေတော့ပဲကြည့်တယ်ပြီးတော့ UCL မှာကြည့်ရတယ်ဒီတော့ပဲရှိတယ်အပွဲတိုင်းကိုအခုတော့ကြည့်မနေရဘူးအပွဲတော့ကြည့်နေတဲ့အခါကျတော့သူတို့ဘာတွေလုံးလေလုံးထရှိသလဲဆိုတော့အခုတို့တက်တက်ကွက်ကွက်မသိဘူးအပေါ်ရံပဲသိတယ်ဟုတ်ဘူးဒါပေမဲ့အခု ဒီကိုမှမြင်ရတဲ့ပုံစံဟာလွတ်စန်ရီကေတိဆောက်တဲ့ပုံစံလားဆိုတော့ဟောဘာလို့ ਆ လဲဆိုတော့အော်ပရက်စင်ညာမင်းရဲ့ပွဲဟောင်းတွေကိုအဲဘလုံးပွဲပြီးသွားတော့ပြောတာရှိတာပြောပြီးတော့အဲ့ကောင်တွေကိုပြန် ပြီးတော့မအိတ်နိုင်တော့ဘူးပြန်ပြီးတော့ထန်ကြည့်ရတယ်အဲ့တော့ဒါဟာဟိုအချင်းနေပေါ်မူတည်ပြီးတော့ဖြစ်ပေါ်လာတဲ့ကြက်ကန်းဆန်အိုးတိုးတဲ့ကြက်ဆိုပြီးဖြစ်တဲ့အလုံးမဟုတ်ပဲနဲ့နွန်နိုမန်ဒက်စီကနေပြီးတော့အဲ့လိုမျိုး guy 60 80လောက်သွားပြီးတော့ line တွေကိုကျော်သွားတဲ့ diagonal pass တွေကမကြာခဏတွေ့ရလိမ့်ရှိတယ်အဲ့တော့နွန်နိုမန်ဒက်ရဲ့ passing လမ်းကြောင်းတွေကိုကြည့်ရင်ဒီ down ဒီ down the line ပေါ့နော် basic အတိုင်းပေးတဲ့ pass တွေကအားနေတယ်ဒါကြကျန်ဘေးထွက်သွားတာရှိတယ်ဒါကြကျန်သူများခံစစ်ကောင်းကောင်းပေါ်ရောက်သွားပြီးတော့ကိုကအလွယ်တကူဘောလုံးဆုံးရှုံးသွားတာရှိတယ်ဒါပေမဲ့အဲ့လို diagonal pass တွေပေးလိုက်ပြီးဆိုရင်အဲ့ဘောလုံးတွေက weight of pass ကတော်တော်ကောင်းတယ်ဆိုတော့ဒီဘောလုံးဟာလည်းတော်တော်လေးအခြေစိုးမြင့်တဲ့ဘောလုံးဖြစ်ပြီးတော့ဒီဘုတ်ကစားသမားတွေကိုဟိုမှန်ကန်တဲ့ shape ကိုတိဆောက်ထားပါလေနဲ့အငိုင်းမိသွားသေးတဲ့အနေအထားဖြစ်သွားတာဟုတ်ကဲ့ ဒီတစ်ချက်တည်းနဲ့9ယောက်လောက်ကိုတခါလေတခါလေဒါပေါ့ဒီ9ယောက်လောက်ကို chaos ဖြစ်သွားသေးတာပေါ့ရုပ်ပြဆင်းမြန်တဲ့ဝုန်းဆိုပြန်ပြေးဆင်းရတဲ့အလုံးမျိုးဘလုံးဝဲတစ်ပွဲကအဲ့ဒါကိုကြောင်းကျိုးသားနေရတာပဲလေဘလုံးဝဲတစ်ပွဲရဲ့အခြေခံအကြဆုံးဆိုရင်တိုက်စစ်ဆင်နေတဲ့အချိန်မှာအတင်းတင်းဟာပြန်ပြန်အတင်းအော်ကိုဘကိုကြောလှည့်ပြီးအောင်လုပ်ရတာပဲအထူးသဖြင့် transition နေမှာအဲ့ဒီအလုတ်ကပီပီဖြစ်မြောက်သွားတာပေါ့အဖြစ်မြောက်သွားတဲ့အချိန်မှာဒီဘာကိုလာချိုးပစ်လိုက်တဲ့ဘောလုံးခင်းပစ်လိုက်တဲ့ဘောလုံးဒမ်ဘေးလေးဝင်ချလာတဲ့ဟာ အမအမ face ကစကားပြောတယ်တကယ်လို့ dumbbell ရဲ့ face ကအာမကောင်းလို့ဆိုရင်ခနာတွေကအလွယ်တကူဖြတ်သွားမှာဆိုတော့ဒီ dumbbell ရဲ့ face ကအာကောင်းတဲ့အခါဘောလုံးကလည်းအန်ဒီရယ်ဆောင်တွေကိုကွက်တီရောက်နေတဲ့အခါမှာခနာတွေနဲ့ဒီ Allison Becker ကြားထဲမှာ လုံးဝဒီ blue combo လဲဆိုတော့ clash လေးတကူဖြစ်သွားတယ်အဲ clash လေးကို dispark လုပ်သွားတာပဲ dumbbell ရဟုတ်ပဲကိုပြီးတော့ဒီဒီပွဲမှာဆိုရင်ပထမအကြော်တော့ပြင်းစီတော်တော်လေးကောင်းခဲ့တယ်ဒါ Liverpool ကတော့ဒီ counter ပုံစံ transition နဲ့ပြန်ကစားအဲ့တော့ Liverpool ကအဲ့ပွဲမှာ ကန်ချက်နှစ်ကြိမ်လောက်ပဲကြီးရတယ်။ဒါပေမဲ့ဒီအခုဘက်မှာကျတော့ BSC ကအဲ့လိုပုံစံမျိုးပြန်ကစားရတယ်ပေါ့နော်။ Transition ပြီးကျွန်တော်ပုံမြင်ရတယ်။ဒါပေမဲ့အများကြီးပုံပြီးတော့ထိရောက်တာပေါ့ကျွန်တော်တို့တွေ့ရ။အဲ့ခွာခြားချက်ကဘာဖြစ်နိုင်လဲပေါ့။အဲ့မှာဒီအခုတော့ Fan Theory ရှိတယ်။ဟုတ် Fan Theory ကဘာလဲဆိုတော့ Liverpool ဟာ Paris Saint-Germain ကိုဒုတိယကြော Anfield မှာကစားမှာဖြစ်တဲ့အတွက်ဒီပုံစံနဲ့ကစားဖို့လာတာဆိုတော့ Fan Theory ရှိတယ်။ဒါကြောင့်အခုအဲ့လောက်လုံးဝလက်မခံဘူး။ဟုတ်ကဲ့။ဘာကြောင့်လဲဆိုတော့ Liverpool က Champions League မှာ အဝေးကွင်းမှာဘယ်လိုကစားခဲ့လဲဆိုအားလုံးသိတယ်ဟုတ်ကဲ့ပြီးတော့ဒီ Premier League မှာ Liverpool ရဲ့ away from home ဟာအဲ့လိုမျိုးပြိုင်ဘက်ဟိုဒုတိယအကြိမ်မှာပြန်လာမှာဖြစ်တဲ့အတွက်ဒီလိုသွားစရာမလိုသူတို့ကပြီးတော့ proactive အသင်းအဲ့တော့ဒီ fan theory က reactive ဘက်ကိုသွားတယ်ဟုတ်ကဲ့ဆိုတော့ Alex Lord က तू လုံးနေကြရှိတဲ့အလုပ်ကိုလုပ်ဖို့အတွက် Paris Saint-Germain မြေပေါ့နော်ပါရမီကိုလာချင်းဖြစ်ပြီးတော့မအောင်မြင်ခဲ့တာဟုတ်ကဲ့အဲ့မအောင်မြင်ခဲ့တဲ့ဟာကိုအခုကအဲ့ဒီမှာဒီ fan Liverpool fan တချို့စီကနေပြီးတော့ fan theory တွေထွက်လာတယ် ဒုတိယအကြော့မှာဒီလိုကစားမှာမလို့ဒီလိုဖြစ်တာအဲ့လိုသွားလုံးလို့မယ်ဘောလုံးအဲ့လိုသွားလုံးလို့မရအောင်အဲ့တော့အဲ့ပွဲကတကယ်တမ်းကျတော့ဟိုဘက်ကဒီဂိုးသွင်းတည်တာခဲ့လို့လေးသုံးလုံးလေးလုံးပြတ်သွားရင်ဒုတိယအကြော့အန်ဖီမှာကစားမှာဖြစ်လို့ဆိုတဲ့ဟာကြီးကပြတ်ပြဲသွားပြီဆိုတော့ဒီအလုပ်တွေကိုနှီးပြရီလုံနေအောင်မဟုတ်အဲ့တော့သူတို့ဟာဘယ်ဝစင်ဂျာမင်းနဲ့ကစားတဲ့အခါမှာအခုနောက်တစ်ချက်ကဘောလုံးကိုလူတွေကသုံးချက်တွန်နေနေတွက်ကြတယ်ဘာလဲဆိုတော့လော်ဘူးက ဒီအသင်းကိုနိုင်တယ်ဒီအသင်းကိုဒီအသင်းကနိုင်ရင်လီဗာပူးကဒီအသင်းကိုအထင်တန်ကျော်မှာပဲဆိုတော့ပေါ့လေဘောလုံးကအဲ့လိုတွက်လို့မရဘူးဘောလုံးကလီဗာပူးက16အသင်းကိုနိုင်နိုင်မယ်သူ့အတွက်ကစားရခက်တဲ့အသင်းမျိုးနဲ့တွေ့တဲ့အခါသူဒုက္ခရောက်မှာပဲဆိုတော့အဲ့ဒီပြဿနာအခုကြုံခဲ့တာလီဗာပူးအတွက်ဟိုပရီးမီယာလိဂ်မှာအဲ့လို face မျိုးနဲ့သူရင်ဆိုင်ရလိမ့်မရှိဘူးဒီဗန်ဒိုက်ခနာဒေးဟာပုံမှန်အဖြစ်ဆက် pick up လေးတယ်လေးပေမဲ့သူတို့အတွက်နောက်ကျသွားစီနိုင်တော့တဲ့အချိန်ကဝုန်းဆိုဘန်းဖြစ်သွားပြီဆိုရင် အချိန်20စက္ကန့်လောက်ပေါ့သူတို့မှဟာခွက်ရှိတယ်အဲ့20စက္ကန့်လောက်အတွင်းပြိုင်ဘက်အသင်းကဝုန်းဆိုပျော်ဖြစ်မသွားနိုင်ဘူးစင်သူတို့ကအဲ့မှာဒီ set up ဖြစ်သွားပြီဆိုတော့ liverpool ရဲ့ပုံစံပေါ့နော်ဒါအကြံပြင်းအားဖြင့်အခုက paris saint germain ကမထင်မှတ်ပင်နဲ့အော်မထင်မှတ်ပင်နဲ့လို့ဘာကြောင့်ပြောလဲဆိုတော့အများတန်းလည်းအဲ့လိုလုံနိုင်မှာလုံနိုင်မှာဒါပေမဲ့အခု liverpool နဲ့ကစားတဲ့အချိန်မှာ paris saint germain ရဲ့အဲ့အားသာချက်ဟာ liverpool delay ဖြစ်နေတဲ့အချိန်10စက္ကန့်20စက္ကန့်လေးတွေကိုအားသာချက်ယူသွားတာတွေ့ရတယ်အဲ့အတွက်အရေးကြီးတာ pace ပဲအော်ဒီဟာကဒီ game ရဲ့ changing moment တွေအပေါ်တော့ကလည်း Paris Saint-Germain ရဲ့ face ကနေလာတယ်ပြီးတော့ attend like face attend like face ဆိုရင်လည်းဆော့ဆော့ momentum ပေးလိုက်တဲ့ဘောလုံးမျိုးတွေပြီးတော့ Vitinha ညာပေးလိုက်တဲ့လူတွေကိုမကြည့်ပဲနဲ့ system အရပေးလိုက်တဲ့ဘောလုံးမျိုးတွေဒီအရာတွေက game ရဲ့အချိန်ကိုပို့ပြီးတော့တင်ပေးလိုက်စင်နိုင်တယ်အဲ့ဒါက Liverpool အတွက်သွားခတ်တယ်ဆိုတော့အခုကပြန်တွက်ကြည့်လို့ရတယ် Liverpool နဲ့ Paris Saint-Germain ကဘယ်အသင်းပိုကောင်းသလဲဆိုအခုအခုမင်းဟိုလောဘပိုကောင်းတယ်ပဲပြောမှာအဲ့တော့ တူညီတဲ့ပြိုင်ပွဲ၅အသင်းကို Paris Saint-Germain ကိုကစားခိုင်း Liverpool ကစားခိုင်းအခု Liverpool ဘက်မှာရှိတယ်တော့အမှတ်ပိုယူနိုင်မှာလို့တည်တယ်ဒါပေမဲ့ဒီနှစ်သင်းထိတိုက်တွေ့တဲ့အချိန်မှာတော့အခြေအားအလိုမဟုတ်တော့ဘူးဟုတ်ပဲပေါ့ပြီးတော့ဒီ PSG မှာစိတ်ဝင်စားစရာပေါ့နော်သူတို့အသင်းရဲ့ဒီကစားသမား out field player ၁၀ယောက်လုံးကမြန်တယ်အူးချင်းလည်းတကယ်ကောင်းပြီးတော့ဟိုတခြားဘယ်အသင်းမှမအဲ့လောက်အထိ pace ကောင်းပြီးတော့အဲ့လောက်အူးချင်းကောင်းတယ်ဟိုမရှိဘူးလို့တော့ပြောလို့ရတယ်ဒီဟိုသူတို့အသင်းရဲ့ full back ၂ယောက်ကစပြီးတော့နော် center back ဆိုလည်းဒီ Pacho နဲ့ Marquinhos ဆိုဆို ကိုယ်တိုင်လည်းမြင်ရတယ်တယောက်ချင်းလည်းဟိုကြော်ဖြတ်နိုင်တယ်ပေါ့နော်ပြီးတော့သူတို့ကွင်းလဲမှာဆိုရင်သူတို့ဟို defensive midfield စစ်စစ်တယောက်မှမပါဘူးဟောရအောင်လုံးကဒီ center midfield လို့ခေါ်နိုင်တဲ့ player တွေနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီဖွဲ့စည်းပုံရဲ့အတားချက်သူတို့ရဲ့ဒီပုံစံကဘယ်လိုမျိုးကိုပေါ်ပြနိုင်လဲပေါ့သူတို့ရဲ့အဲ့ဒီအော်ဘေ့ကောင်းတယ်ဆိုရယ်ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့အတင်းတင်းရဲ့အားသာချက်ကဘာလဲဆိုရင်အဲ့ဒီအားသာချက်ဟာ rigid ဖြစ်တယ်ပြီးတော့ဒီပြိုင်ဘက်ရွေးတယ်ပြီးတော့ ဟို game situation ယူတယ်အော်အကွာအဲ့ကောင်မျိုးအကွာမကြိုက်ဘူးဟုတ်အော် Paris Saint-Germain နဲ့ Liverpool မတိုင်ခင်တော့အကွာ channel တစ်ခုအကွာပြောခဲ့တည်း Paris Saint-Germain အကြောင်းကိုဒီအတင်းဘလောက်ကောင်းပြီး Liverpool ဒုက္ခပြင်းနေတယ်ဆိုတာတချို့လည်းကြည်လိုက်ရလိမ့်မယ်တချို့လည်းကြည်ကြမှာကြည်မယ်ဘာကြောင့်လဲဆို Liverpool နဲ့ဖြစ်နေလို့အကွာအဲ့ဒါကိုထပြောတာအော် Paris Saint-Germain က Atletico Madrid နဲ့ကစားမယ် Benfica နဲ့ကစားမယ်အဲ့ဒါအဲ့ဒါကိုပြောစရာအကြောင်းမရှိဘူးဟုတ်ဆိုတော့ Paris Saint-Germain ရဲ့အားသာချက်ဟာအခုလူတွေက Paris Saint-Germain ချန်ပီယံဖြစ်နိုင်တယ်လို့မြင်လာကြတယ်အကွာအဲ့လိုမမြင်ဘူးဆိုတော့ဘာကြောင့်လဲဆိုတော့အကွာက အဲ့အမြန်တော့ငါသာဘောလုံးမှာအားသာချက်ဆိုရင်အပြေးသမားဆက်ပြောက်ကိုယ်နဲ့ထည့်ပြလိုက်မှာပေါ့အဲ့အဲ့ဒါမဟုတ်ဘူးဆိုတော့တို့အနေနဲ့တချို့ပွဲတွေမှာအလုံးဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ဒါပေမဲ့ဘောလုံးပွဲတွဲမှာအရေးအကြီးဆုံးကဒီမြန်ခြင်းလည်းမဟုတ်ဘူးနှေးခြင်းလည်းမဟုတ်ဘူးနော် physical အားကောင်းခြင်းလည်းမဟုတ်ဘူး technical အားကောင်းခြင်းလည်းမဟုတ်ဘူးအဲ့ဒီအရာတွေကိုမြတ်မြတ်တရတုံးသွင်းနိုင်ကြဆို Parisian Germain ကတချို့အပိုင်းတွေကျတော့လိုအပ်ချက်တွေများတယ်။အဲ့ဒါကနောက်တစ်ဆင့်မှာ Parisian Germain ကဒီလိုခြေစောင်းမျိုးပြကြပြနိုင်ကြမှာပြနိုင်တော့မှာအဲ့ဒီအတွက်အခုကဘာလို့တက်တည်ပြုမလဲဆိုအခုဒီ အုပ်စုပွဲစဉ်ရှစ်ပွဲကိုဟိုကျင်းသိနိုင်တယ်။ဘာလို့စဉ်းစားမလဲဘာလို့လုပ်လို့မရတဲ့ပွဲတွေအများကြီးပဲ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ system ကတကယ်တမ်းကျတော့ဟို Liverpool တို့ Bayern Munich ဆိုဘာလို့စဉ်းစားမလဲပိုကောင်းသေးတယ်။ Liverpool Bayern Munich ပြီးတော့ဒီ Barcelona ဒီအသင်းတွေနဲ့ရှင်းလိုက်သူတို့ရဲ့ system တယောက်နဲ့တယောက်ဒီ automation pass တွေနဲ့အလိုအလျောက်နားလည်မှုတွေအဲ့လောက်အားမကောင်းသေးဘူး။အဲ့တော့ရုတ်တရက်ဒီဝုန်းဆိုမိသွားတဲ့အချိန်ကျတော့တောက်စရာကောင်းတယ်။ဒါပေမဲ့မမိသွားနိုင်စရာအချိန်တွေ risk တွေသူတို့မှများတယ် ဟိုပုံမှန်အတင်းတင်းဟာ၁၀ဘွဲမှာ9ဘွဲ၁၀ဘွဲလောက်မိတယ်ဆိုတော့သူတို့၁၀ဘွဲမှာ9ဘွဲ၆ဘွဲလောက်ပဲမိမှာဆိုတဲ့အခါကျတော့သူတို့အတွက်အန္တရာယ်ကများတော့မယ်ဟုတ်ကဲ့ပို့အားနဲ့ချက်များတယ်ပေါ့နော်ဟုတ်ကဲ့ပို့ဒါပွဲအတွင်းမှာတော့ကျွန်တော်တို့ဒီပထမပိုင်းမှာအများကြီး chance တင်နေတယ်ဒုတိယပိုင်းမှာလိုပါဘူးဟိုဂိုးလို့နေပါအချိန်တွေညမဂိုးခဲ့ဘူးအချိန်ပိုရောက်တယ်အချိန်ပိုရောက်တော့ဒီ next thing လောက်ရဲ့ energy level ကြောင့်အရင်တော့မမြိုင်ခဲ့ဘူးပြီးတော့ကျွန်တော်အများကြီးပြောကြတာမရှိခဲ့ပြီးတော့ penalty ဖြစ်ရပေါ့နော် penalty မှာတော့ဒါအားလုံးလဲကြိုတွေးထားလောက်မှတင်တယ်တော်တော်လူမာကဒီတကယ် PK specialist stopper တယောက်ပေါ့နော်အဲ့တော့ဒီ penalty နဲ့ပတ်သက်ပြီးတော့ကိုအကိုဘာလေးဖြစ်နေခြင်းတင်တယ်ပေါ့ penalty ကဟိုလော်လေပြောရင်အကိုကဒီ series တွေရှိမယ်ကွာဟုတ်ပေါ့နော်ဒီ series မှာ game of thrones တို့ဟာလာဟိုအစားရှိသဖြင့်ပေါ့လေအဲ့ဒီအဲ့လို series လို့သဘောတရားမျိုးမဟုတ်ပဲနဲ့တပိုင်းချင်းတပိုင်းချင်းတပိုင်းချင်းသွားနေတဲ့ series မျိုးလေဆိုတော့ individual အပေါ်အခြေပြုထားတဲ့ series တွေပေါ့အဲ့တော့ penalty ဟာ ော်တော်လေးကို unpredictable ဖြစ်တယ်ပြီးတော့ penalty ဟာအရှိမရှိခဲ့တဲ့အတိတ်တွေအရှိဘာလုပ်ခဲ့သလဲဆိုတာလေ historically အရာဆို၎င်းအအရာအားလုံးကိုမေ့လိုက်လို့ရတဲ့အနေဒါအဲ့မှာကျတော့ဒီ short stopper နှစ်ဦးကတော့သူတို့ကတော့အရေးကြီးတာမှန်ပြီမဲ့အဲ့ဒါလေဘလောက်ပဲအရေးကြီးသည်ဖြစ်စေ round way တွေဖြစ်နေဘာမှလုပ်လို့မရအောင်ဟုတ်ကဲ့ဆိုတော့အခါကျတော့ penalty ရောက်လာပြီဆိုရင်အကူကအဲ့ဒီအရာကလုံးအသက်ပဲတွက်တယ်ဘယ်အသင်းနဲ့ဘယ်အသင်းမှဖြစ်ဖြစ်အော် penalty အဆုံးဖြတ်မှာဆို အခုမြန်မာလေဆင်းအသင်းနဲ့ဘရာဇီးကစားလေမြန်မာအသင်းနိုင်ကောင်းနိုင်သွားနိုင်ဘရာဇီးဟာအားသာချက်ကြီးမားသည့်တိုင်အောင်ဆိုတော့ဒါကြောင့်ပင်နယ်တီမှာတော့အခုအများကြီးပြောစရာမရှိဘူးဒါပေမဲ့ဒီလေးစောစောပြောသလိုပဲဒေါ်နာရမတူဦးတဲ့အနေနဲ့ဆိုရင်တော့ psychologically advantage ရှိတယ်သူမှာဒီငါအတိုင်းကိုရောက်လာပြီဆိုတော့ယုံကြည်မှုမျိုးအဲ့ဒီယုံကြည်မှုမျိုးနဲ့အခုက AC Milan က data ကိုကိုလိုမြင်ရတယ်အပန်နတီအဆုံးဖြတ်ဆိုရင်ပြီးတော့ Brazil ကိုတမဟောင်း Tefere အပန်နတီအဆုံးဖြတ်ဆိုသူရဲ့ time ကိုရောက်လာပြီအခုဆို ဟိုအီမေးလ်မာတီနက်စ်ပေါ့ဟုတ်ကောတာပယ်နတီအဆုံးဖြတ်ဆိုသူ့ time ကိုရောက်လာပြီအလိုလိုတက်ကြွနေတယ်အလိုလိုဒီပြိုင်ဘက်အသင်းရဲ့အခြေအနေပေါ်ကြည့်ပြီးတော့ concentration ရတော့လောက်ကောင်းဟန်ချက်ကိုကြည့်ပြီးလှုပ်ရှားပုံအရတော့လောက်ကောင်းဒါတွေကသူတို့ကိုတွားပန့်ဖို့ထားတော့အမှန်ပဲအဲ့ဒီနေရာမှာဒါဒေါ်နာရမာကအားသာတယ်ပေါ့အဲ့မှာအခုတော့ liverpool ရဲ့တောင်းအောင်ကိုကျင် champions league တိုင်ပွဲတမိုင်းမှာ၃ချိန်သူတို့ဒီ84ရောင်းက roma နဲ့သူတို့နိုင်တယ်ပြီးတော့ဒီ istanbul မှာ ac milan နဲ့နိုင်တယ်ပြီးတော့2007မှာ chelsea နဲ့ semi final မှာနိုင်တယ် မှတ်တမ်းကောင်းနေရှိတယ်အကုန်ပြစ်ချအဲ့ဒါမဆိုင်တော့ဘူးဒါဟာနောက်ထပ် story အသစ်တစ်ပုဒ်ဟုတ်ကဲ့ကိုဒီပွဲနဲ့ပတ်သက်ပြီးတော့ကိုတခြားသောဒီကစားသမားတယောက်ချင်းစီပဲဖြစ်ဖြစ်ဒါမှမဟုတ်အသင်းလိုက်နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ကိုတုံ့တက်ပေးချင်တာရှိသက်ပြောပြပါအောင်ဗျအဲညီလေးလည်းမြင်ပါပါလီဗာပူးဟာဘလို့ပဲပြောပြောဒီ squad depth အရာဆိုရင်အားနည်းချက်ကတော့ရှိတော့မယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့သူတို့ဟာရှိတဲ့လူနဲ့အကောင်းဆုံးဖြစ်အောင်လုပ်နေရတဲ့အတွက်အကောအာနီစလော့ကိုအကောတော့ချီးကျူးတယ် လိုးဆန်ရီကေးဟာဒီအသင်းကိုဒီလိုဖြစ်လာဖို့အတွက်နှစ်တည်းအတိုင်းတိဆောက်လာတာလီဗာပူးကကြတော့အနစ်စလော့ကဒီကလပ်ထားခဲ့တဲ့အသင်းဘယ်သူမှလည်းထူးထူးထပ်ပြီးဖြစ်နေတာမဟုတ်ဘူးဒီအသင်းလေးနဲ့ဒီလိုပဲဆက်သွားတာဆိုတော့လောဘပိသက်တချို့ပြောလိမ့်မယ်ရာသီပြိုတော့ဒီလောက်တောင်မမျောလင့်ထားဘူးအကောကအအပြေဟာထောက်ကန်တယ်ဆိုတော့နောက်တစ်ခါပဲရစင်ဂျမင်းကိုရှိုးပြီးတော့ကျောင်းထွက်အဆင့်ကထွက်သွားခြင်းဟာလီဗာပူးကတ်ဆိုက်သွားတာမဟုတ်ဘူးကဘာပြတ်သွားတာမဟုတ်ဘူးဟိုကိုအလုပ်ကိုကိုဆက်လုပ်ဖို့ပဲလိုတယ် အဲတခုတော့ရှိတယ်အသက်ရွယ်ရာတက်လိုင်းရောက်လာတဲ့ကစားသမားတချို့ပေါ့နော်ဒီကစားသမားတချို့နေရာမှာဒီ long term plan နဲ့ဟိုငွေများများသုံးဖို့ FSD အနေနဲ့ဒါတွေရောက်စဉ်းစားသင့်တယ်လို့မြင်တယ်မဟုတ်ရင်ဒီအသင်းနဲ့ပဲဆိုရင်တော့ဒီ Premier League UCL FA FA Carabao Cup တို့ဒီဟာတွေအကုန်လုံးကိုဟန်ချင်းညီသွားဖို့အတွက် Liverpool မှာအပြတ်တမရှိတယ်ဘယ်လိုစဉ်းစားမှန်းကပြောတာပြောတာအခု bench ကိုကြည့်လိုက်တော့တော်တော်လေးရွေးချယ်စရာများတာတွေ့ရတယ်ဟိုရွေးချယ်စရာများရင်ဆိုရင် tactical choice အများကြီးလုပ်လို့ရတာပေါ့ဟုတ်ကဲ့ကော ဒါအခုဟိုအသုံးသက်ပြီးသွားရလဲတော်တော်လေးပြည့်စုံပြီပါပြီပိတ်သက်တွေလည်းကျွန်တော်တို့ရဲ့ရစမှုကိုကျင့်တဲ့အားလည်းမယ်လို့မျှော်လင့်ပါတယ်တ िश ူအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်စီစဉ်တွေမှာပြန်လည်ဆောင်ပေးပါမယ်